ပြီးခဲ့တဲ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့တရုတ်ရဲ့ two sessions အစည်းအဝေးတွေအတွင်းခြားပြခဲ့တဲ့တရုတ်နိုင်ငံရဲ့အထူးကညီမှန်းချက်တွေကိုအောင်မြင်စွာအကောင့်ထဲဖော်ဖို့နီလန်ပေါင်းစုံအသုံးပြုပြီးလှုံ့ဆော်ကြဖို့တရုတ်ဝန်ကြီးချုပ်လီချင်ကအရာရှိတွေကိုတိုက်တွန်းခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကတရုတ်ရဲ့အမျိုးသားပြည်သူ့လွတ်တော်အစည်းအဝေးနဲ့တရုတ်ပြည်သူ့နိုင်ငံရဲ့အတိုင်ပင်ခံကြီးလာခန်းတို့မှာခြားပြခဲ့တဲ့ညီမှန်းချက်တွေထဲမှာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို900ကျန်းလုံးမှထိမ့်သိမ်းထားဖို့လည်းပါဝင်ခဲ့ပါတယ်။မတိကျမရေရာမှုတွေအများကြီးရှိနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ညီမှန်းချက်တွေကိုအမြန်ဆုံးပြည့်မြောက်စေဖို့ ို့ရှေ့တမယနီလန်ပေါင်းစုကိုအသုံးပြုရပါလိမ့်မယ်။အလုတ်ကိုလည်းလှလှမြန်မြန်နဲ့တက်တက်ကြွကြွလှုပ်ဆောင်ရပါမယ်လို့လီကမက်လာ၁၂ရက်မှာနိုင်ငံတော်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အစိုးရအေဂျင်စီတွေအားလုံးအနေနဲ့မိမိတို့ရဲ့တာဝန်ဝတ္တရားတွေကိုခြေပုံစွာထမ်းဆောင်ဖို့နဲ့မိမိတို့ရဲ့တာဝန်တွေကိုအလုံးစုံပြည့်မြောက်စေဖို့အခုထပ်ပိုပြီးအပြုသဘောဆောင်တဲ့လှုပ်ရက်တွေနဲ့လှုပ်ဆောင်တင်တယ်လို့လီကပြောကြားခဲ့ပါတယ်။တရုတ်ရဲ့စီးပွားရေးမှာစင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်ဖို့အတွက်တရုတ်အစိုးရကမူဝါဒတွေချမှတ်လှုပ်ဆောင်လျက်ရှိပါတယ်။တရုတ်ကောင်ဆောင်တွေကကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီး ီးဆုံးတရုတ်နိုင်ငံရဲ့အနာဂတ်အတွက်သူတို့ရဲ့ယုံကြည်ချက်တွေကိုဖော်ပြခဲ့ကြပေမယ့်စင်ကုန်မှုတွေကိုလည်းအလေးထားပြောကြားခဲ့ကြပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကပြုလုပ်ခဲ့တဲ့ two sessions အစည်းအဝေးတွေအတွက်တရုတ်ကောင်ဆောင်တွေအလေးထားပြောကြားခဲ့တဲ့စင်ကုန်မှုတွေထဲမှာအမေရိကန်နဲ့ကုန်သွယ်ရေးပြိပိခအရှိန်ပြင်းထန်လာမှုနဲ့ပြည်တွင်းဝယ်လူဟာအားနည်းနေတဲ့ပြဿနာတွေပါဝင်ခဲ့ပါတယ်။သက်ဆိုင်ရာအရာရှိတဲ့အနေနဲ့အပြောင်းလဲတွေကိုအနီးကပ်စောင့်ကြည့်ဖို့နဲ့ကောင်းမွန်တဲ့မူဝါဒပြင်ဆင်မှုတွေကိုပြုလုပ်ဖို့အဲ့ဒီလိုပြုလုပ်ခြင်းနဲ့ရည်မှန်းချက်တွေကိုအမြန်ဆုံးအကောင်အထည်ဖော်ကြဖို့လီကတိုက်တွန်းခဲ့တယ်လို့စင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ တရင်ဘက်ကလီရဲ့အလုတ်တောင်ဝင်အစီရင်ခံစားမှာ2025ခုနှစ်အတွက်တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ကို၅ရာခိုင်နှုန်းဝင်ကျင်းလို့သတ်မှတ်ဖော်ပြထားပြီးနိုင်ငံကောင်ဆောင်တွေရင်ဆိုင်ဖြေရှင်းနေရတဲ့အခက်အခဲတွေကိုဖော်ပြခဲ့ပါတယ်။